အချစ်လားဆွဲလန်းမှုလားအချစ်ဆိုတဲ့အရာကကျွန်တော်တို့ကိုမူရည်စေနိုင်တယ်လွှမ်းမိုးနိုင်တယ်နက်နက်ဆိုင်ဆိုင်စိတ်ခံစားမှုတွေကိုဖြစ်စေနိုင်တယ်ဒါပေမဲ့ဆက်ဆံရေးတစ်ခုမှာပြင်းထန်တဲ့စိတ်ခံစားမှုတွေဆွဲလန်းမှုတွေစွန့်ပစ်ခံရမှာကိုကြောက်ရွံ့မှုတွေဒါမှမဟုတ်လက်တွဲပေါ်မရှိမှာကိုစိုးရိမ်ပူပန်မှုတွေခံစားရမယ်ဆိုရင်တော့ဒါဟာအချစ်မဟုတ်ဘဲနဲ့ attachment trauma လို့ခေါ်တဲ့တစ်ခုခုကိုဆွဲလန်းတဲ့စိတ်ဒဏ်ရာဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီ attachment trauma လို့ခေါ်တဲ့ဟာကဘာလဲ attachment trauma လို့ခေါ်တဲ့ဟာကငငယ်ရုံးကလှစ်လျူရှုခံရတာများတာ၄ အနိုင်ကျင့်ခံရတာတွေများတာတွေကလေးဘွားတို့ကမလုံခြုံတဲ့စိတ်ခံစားမှုတွေရှိခဲ့တာမျိုးတွေဒီလိုမျိုးတွေကြောင့်စိတ်မှာဖြစ်ပေါ်လာတဲ့အဆိုင်ခဲတစ်ခုဖြစ်ပါတယ်။အဲ့ဒီအဆိုင်ခဲလေးကဘာဖြစ်သွားလဲဆိုတော့အသက်ကြီးလာတဲ့အခါမျိုးမှာဆက်ဆံရေးတွေကိုတိစောက်တဲ့နေရာမှာအခက်အခဲတွေအများကြီးဖြစ်ပေါ်လာစေပါတယ်။အထူးသဖြင့်ဘယ်နေရာမှာလဲဆိုတော့အခြေရေးမှာပါ။အဲ့ဒီတော့ဒီနေ့ဗီဒီယိုလေးရဲ့အဓိကအကြောင်းအရာကလူတယောက်ကိုချစ်တာနဲ့ဆွဲလန်းတာနဲ့ကမတူပါဘူး။ချစ်တယ်ဆိုတာကပေါ်ပါတဲ့စိတ်ခံစားချက်တစ်ခုတတ်တတ်တာဖြစ်ပြီးတော့ဘာမှအမြင့်မတွေ့နေတဲ့အရာတစ်ခုပါ။ attachment trauma ကကြတော့အဲ့လိုမျိုးမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေကိုအစိတ်အတော့ဖြစ်စေပြီးတော့တစ်ခါတလေမှာအရန်ကျဉ်ကျက်တဲ့အခြေအနေတွေကိုရောက်သွားရပါတယ်ဒါကြောင့်မလို့ဒီနေ့ခေါင်းစဉ်လေးအတိုင်းပဲအချစ်လားဆွဲလန်းမှုလားဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးကြပါမယ် attachment trauma လို့ခေါ်တဲ့ဒီလိုမျိုးဆွဲလန်းမှုစိတ်ဒဏ်ရာဟာဘယ်လိုမျိုးကနေစဖြစ်လဲဆိုရင်နံပါတ်1သူတို့မရှိရင်မပြည့်စုံဘူးလို့ခံစားရခြင်းကျွန်တော်တို့ဘဝမှာလက်တွဲပေါ်မရှိတဲ့အခါတင်းကဆုံးရှုံးသွားသလိုမထိုက်တန်သလိုဒါမှမဟုတ်စိတ်ထဲမှာဗလာကျင်းနေသလိုခံစားရပါသလား ဒါဟာဆွဲလမ်းမှုရဲ့အစပဲဖြစ်ပါတယ်။ငယ်ဘဝမှာလေးလီယူရှုခံရတာတွေအရင်များတဲ့အတွက်တခုခုကကို့အပေါ်ကိုလာပြီးဆက်နွယ်တဲ့အခါမှာအဲ့ဒီဆက်နွယ်တဲ့အရာကိုအရင်ကြီးဆွဲလမ်းတတ်ကြပါတယ်။တငယ်ချင်းတယောက်ကပဲလာပြီးကို့အပေါ်ကိုဂယူးဆိုင်ပေးတာဖြစ်ဖြစ်ကို့ရဲ့ချစ်သူကကို့ကိုဂယူးဆိုင်ပေးတာပဲဖြစ်ဖြစ်ဒီအရာကိုမရဘူးတဲ့အတွက်အတင်းအားမကြီးရကိုရရမှဆိုတဲ့စိတ်မျိုးနဲ့အရင်ဆွဲလမ်းသွားတတ်ပါတယ်။ဒီလိုမျိုးကနေပဲတဖြည်းဖြည်းအချိန်လေးကြာလာတဲ့အခါမှာအဲ့ဒီ attachment trauma လို့ခေါ်တဲ့အရာကဖြစ်ပေါ်လာတာပါပဲ။ အခြေဆိုတဲ့အရာကြီးကတစုံတစ်ယောက်ကိုတင်းပွားရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်စေနိုင်ပေမယ့်သူတို့မရှိရင်တင်းဘယ်တော့မှရှင်းသန်နိုင်မှာမဟုတ်တော့ဘူးလို့အထီတော့မခံစားရတင်ပါဘူး healthy relationship တွေကတူးချင်းစီရဲ့ကိုယ်ပိုင်လွတ်လပ်မှုနဲ့ရွေးချယ်မှုတွေကိုအားပေးထောက်ပံ့ပေးပါတယ် attachment trauma ရဲ့ဒုတိယတစ်ခုကတော့စွန့်ပြစ်ခံရမှာကိုအယမ်းကြောက်တာပါတင်းလက်တွဲပေါ်ကတင်းကိုထားသွားမှာကိုအမြဲတမ်းစိုးရိမ်နေပါသလားညင်းခုံမှုတိုင်းကတင်းတို့ဆက်ဆံရေးကို ပြီးဆုံးသွားပြီလို့ယုံကြည်နေရင်တော့ဒါဟာအချင်းမဟုတ်ပဲ ဆွဲလန်းမှုစိတ်တန်ရာလို့ခေါ်တဲ့အရာပါဆွဲလန်းမှုစိတ်တန်ရာဟာငယ်ဘဝမှာအထူးသဖြင့်ကျွန်တော်တို့ကတသမတ်တည်းပြုစုဆောင်ရှောက်မှုဒါမှမဟုတ်အထောက်အပံ့ကိုမရတဲ့အခါမှာစတင်တဲ့အကြောင်းရှေ့မှာပြောပြခဲ့ပြီးပါပြီအဲ့လိုမျိုးငယ်ဘဝကတက်ရောက်မှုဟာလူကြီးဘဝမှာဆက်ဆံရေးတွေကိုစွန့်ပြစ်ခံရမှာကိုအယံကြောက်ပါတယ်ရောက်ရောက်ကကိုကိုထားသွားမှာကိုနောင်းမှာခဏတစ်ဖြုတ်လာနေပြီးတော့အဲ့ဒီလူထွက်သွားမှာဒါရီကိုတွေးပြီးတော့အယံကြောက်တတ်ကြပါတယ်အဲ့လိုမျိုးလုပ်တဲ့အခါမှာကိုဘေးနားမှာရှိတဲ့သူတွေကကိုရဲ့အဲ့ဒီစိတ်ကိုတိသွားပြီးတော့ မင်းကတော်တော်ဆွဲလန့်တတ်တဲ့သူမျိုးပဲမင်းကတော်တော်ဒီလိုမျိုးအရန် serious ဖြစ်တတ်တဲ့သူမျိုးပဲဆိုပြီးအပီးတိုင်ထားသွားတာပါတယ်တချို့ဒီလိုမျိုးကိုကိုလာပြီးအတင်းတွေကန့်နေတာမျိုးကိုမကြိုက်တဲ့သူတွေလည်းရှိတာမို့လို့အဲ့ဒီ attachment trauma လို့ခေါ်တဲ့အရာဟာကိုယ်စီမှာရှိနေတယ်ဆိုလို့ရှိရင်ပျောက်ကင်းအောင်မကူတာနိုင်ဘူးဆိုရင်တော့မှထိမ့်သိမ်းထားတဲ့အရာပါအချစ်ဆိုတာကလုံခြုံမှုကိုလည်းခံစားရတဲ့မှာ ပြဿနာတွေတက်တိုင်းငင်းခုံမှုတွေဖြစ်တိုင်းမှာအမြဲတမ်းဝေးကွာသွားမယ်လို့ထင်နေတဲ့ခန်းစားချက်မျိုးကလည်းပဲတကယ်အချင်းမခံရဘူးတကယ်ချင်းမနေဘူးဆိုတဲ့အရာကိုလည်းမိမောင်းထိုးပြီးဖော်ပြနေပါတယ်။နံပါတ်3ဘောင်းကြော်ခြင်းဆွဲလမ်းမှုစိတ်တန်ရ attachment trauma ရဲ့နောက်ထပ်ထင်ရှားတဲ့လက္ခဏာတစ်ခုကတော့ကျွန်တော်ရဲ့ဆက်ဆံရေးမှာဘောင်းအရန်ကြော်တာပါ။ကိုကကိုချစ်တဲ့သူကိုဂယူဆိုင်တာမှန်ပေမဲ့တချို့သောအရာတွေဟာသူ့အတွက်မသင့်တော်တဲ့အရာတွေရှိပါလိမ့်။တချို့သောအရာတွေဟာမမေးသင့်တဲ့အရာတွေရှိပါလိမ့်။ ာဆင်နယ်ကိစ္စတွေကြောင်းစိတ်ညစ်နေရတဲ့သူတယောက်ကိုအဲ့ဒီပါဆင်နယ်ကိစ္စတွေကဘာတွေလဲလို့သွားမိတာမျိုးကမလုပ်သင့်ပါဘူး။အဲ့ဒီအရာမျိုးကိုမသိရတဲ့အခါမျိုးမှာစိတ်ဆိုးစိတ်ကောက်တာမျိုးကလည်းမလုပ်သင့်တဲ့အရာပါပဲ။အခြေဆိုတာမျိုးကအလျှော်ပေးခြင်းနဲ့အပြန်အလှန်နားလဲခြင်းတွေကိုပေါင်းစပ်ထားတဲ့ပေါ့ပေါ့ပါပါအရာတစ်ခုဖြစ်ပါတယ်။အဲ့ဒီလိုအရာမျိုးကိုစောနာလူပေါင်းကြောပြီးတော့တစ်ဖက်ကမပြောပြခြင်းတာတွေကိုအတင်းသိခြင်းတာအလျှော်မပေးဘဲနဲ့အမြဲတမ်းတင်းထားတာကိုဘကလှုပ်လိုက်တဲ့အရာတွေကအမြဲတမ်းပေါင်းကြောနေတာမျိုးကလည်းပဲ ဒီ attachment trauma လို့ခေါ်ရဲဆွဲလန်းမှုရဲ့နောက်ဆက်တွဲပြဿနာပါပဲအချိန်နေကြာလာတဲ့အခါမှာကိုယ့်ရဲ့လက်တွဲပေါ်ဟာဒါကိုစိတ်ကုံလာပြီးတော့ကိုနာကထွက်သွားတဲ့အထီတောင်မှဖြစ်စေပါလိမ့်မယ်။ဒါကြောင့်မလို့စစ်မှန်တဲ့အချက်မှာတဦးတစ်ဖက်ရဲ့ပါစင်တဲ့ကိစ္စတွေတဦးတစ်ဖက်ကိုဘောင်မကျော်သေးတဲ့အရာတွေကိုတိထားပြီးတော့လေးလေးစားစားဆက်ဆံတတ်ရပါတယ်။ဒါမှလည်းပဲကျမ်းမာတန်ဆွမ်းတဲ့ဆက်ဆံရေးတစ်ခုကိုရရှိတာပါ။နံပါတ်၄အလွန်အမင်းစိုးရိမ်ခြင်းလူတစ်ယောက်ကိုချစ်တဲ့အခါမှာအဲ့ဒီလူတစ်ယောက်ရဲ့အသေးစိတ်လေးတွေကအစကျွန်တော်တို့ကစိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ဒီဟာကအလွန်ကျွံဖြစ်သွားတဲ့အခါမှာမလိုလားတဲ့ပြဿနာတွေဖြစ်လာပါတယ်။စိုးရိမ်ပူပန်တာဟာအနေအထားတစ်ခုထိပဲကောင်းပါတယ်။ဥပမာပြောရလို့ရှိရင်ဖုန်းနာယူဝက်လောက်အတွင်းမကင်ဘူးဆိုရင်ဒါဟာအလုံးရှုံနေလို့လို့တွေးပေးရမယ့်အစားသူတစ်ခုခုဖြစ်နေပြီလို့တွေးမိနေတော့တင်ဟာအတော်လေးကိုတစ်ဖက်လူကိုဇွဲလန်းတဲ့ပြဿနာဖြစ်နေပါပြီ။တစ်ဖက်ကသူမှလည်းသူအလုံးစရာရှိတာတွေသူ့အတွက်အရေးကြီးတဲ့အရာတွေရှိနေနိုင်တဲ့အတွက်ဘာပြီးရင်ဘာလုပ်ပါမယ်ဆိုပြီးတော့ပြောပြနိုင်နေမှာမဟုတ်ပါဘူး။အဲ့ဒီအခါမျိုးမှာကိုကနားလည်မှုပေးရပါမယ်။ လိုအပ်တာတွေကိုစိုးရိမ်မဲ့အစားနားလည်မှုနဲ့ဖြည့်သိမ်းရပါမယ်။အဲ့လိုမျိုးမလုံနိုင်မင်းနဲ့ဒီဟာကြီးကိုပဲထက်ခါထက်ခါအရန်ကိုမှအစိုးရိမ်လို့နေပြီးတော့တခုခုဆိုလို့ရှိရင်အတွေးလွန်နေတာမျိုးကလည်းပဲ attachment trauma လို့ခေါ်တဲ့အရာရဲ့တစိ့တစ်ပိုင်းပါပဲ။နံပါတ်5ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အဖြစ်လို့ခံယူခြင်းကျွန်တော်တို့ကလက်တွဲပေါ်ကိုအရန်ချစ်တဲ့အခါမှာပျော်ရွှင်အောင်ထားဖို့ကကိုယ်တော်ဝင်လို့အများအားခံစားရရပါတယ်။အဲ့တော့ဘာဖြစ်လဲဆိုရင်ကိုယ့်ရဲ့လက်တွဲပေါ်ကမပြိုတဲ့အခါစိတ်ဆိုးနေတဲ့အခါမျိုးမှာကိုကိုကိုအပြစ်တင်တတ်ပါလိမ့် တဖက်ကသူကသူ့ရဲ့တနေ့တောင်မှအဆင်မပြေတာတွေကြုံလာလို့စိတ်ညစ်နေတောင်မှဒါကငါများမားလို့လားငါတခုခုများလုံးမိလို့လားငါသူ့အပေါ်ဘာများလုံးမိလိုက်လို့လဲဒီလိုမျိုးအတွေးတွေတွေးပြီးတော့နေရင်ထိုင်ရင်စိတ်ညစ်နေရတာမျိုးဖြစ်ပါတယ်တကယ်တော့လူတိုင်းဟာအမြဲတမ်းပျော်ရွှင်နေတာမျိုးမဟုတ်ပါဘူးကျွန်တော်တို့ရဲ့လက်တွဲပေါ်တွေတောင်မှကျွန်တော်တို့ချစ်ပေးနေတောင်မှသူတို့မှစိတ်ခံစားချက်တွေအများကြီးရှိပါတယ်ကိုကြောင့်လို့ဘယ်တော့မှမခံယူထားဖို့လဲလို့ပါတယ်တခါတလေမှာကျွန်တော်တို့လှုပ်လိုက်တဲ့အရာကသူ့ကိုစိတ်ဆင်းရဲသွားစေတယ်ဆိုရင်တော့မှအမြဲတမ်းတော့ကျွန်တော်တို့လှုပ်သမျှကစိတ်ဆင်းရဲစေမှာမဟုတ်ပါဘူး။ ကိုခံစားရတယ်လို့မျိုးသူတို့ကခံစားရမယ်လို့လည်းမတွေးပါနဲ့လူချင်းတူရင်တော့မှအသက်ရှူပုံဤစနစ်ကတူပြန်တာမဟုတ်ပါဘူးဒါကြောင့်မလို့တင်းရဲ့လက်တွဲပေါ်ပျော်ရွှင်မှုအတွက်တင်းတယောက်တည်းတာဝန်မြူရပါဘူးအချစ်ဆိုတဲ့ခေါင်းစဉ်အောင်မှကိုကိုကိုဝင်တော့ဝင်ဖို့တွေမပေးမိဖို့အတွက်လည်းအရေးကြီးပါတယ်နံပါတ်6လူရာထက်ပူပြီးတော့ဆွဲလန်းစွာအုံနောက်ထဲမှနေရပေးခြင်းအချစ်ကရစုံတယောက်ကိုတင်းတို့ရဲ့စိတ်ထဲခဏခဏရောက်လာစေနိုင်ပါတယ်ဒါပေမဲ့အဲ့ဒါနဲ့ပဲသူတို့ရဲ့အကြောင်းကိုအမြဲတမ်းဆွဲလန်းစွာတွေးတောနေတာနဲ့မတူပါဘူး attachment trauma လို့ခေါ်တဲ့ဆွဲလန်းမှုစိတ်ဒဏ်ရာဟာတင်းရဲ့လက်တွဲပေါ်ကပေးမှလေဘသူတွေနဲ့ရှိနေမှလေသူကတင်းအချောင်းကိုရောတခြားချိန်တွေမှာတွေးနေလားဆိုတဲ့စိတ်ထဲကိုအတင်းဝင်လာတဲ့အတွေးတွေဖြစ်စေနိုင်ပါ रे အဲ့ဒီဆွဲလန်းတဲ့အတွေးတွေကမလိုအပ်တဲ့ဆိုးရိမ်မှုတွေကိုဖြစ်စေလာနိုင်ပြီးနေရင်းထိုင်ရင်းနဲ့ပဲစိတ်ဆင်းရဲရတတ်ပါ रे တစ်ဖက်လူအချောင်းကိုခေါင်းထဲမှာတွေးထားတာကောင်းတယ်ဆိုပေမဲ့သူ့ရဲ့အတွေးတွေကိုတော့ကျွန်တော်တို့ကခံမှန်းစရာမလိုပါဘူးသူပါသူကျွန်တော်တို့အချောင်းတွေးသည်ဖြစ်စေမတွေးသည်ဖြစ်စေ ကျွန်တော်တို့ဟာသူ့အပေါ်ကိုချစ်တယ်လို့ပဲတွေးမိတာဖြစ်တဲ့အတွက်အဲ့ဒီချစ်တယ်ကိုချစ်တယ်လောက်နဲ့ပဲရပ်ထားသင့်ပါတယ်မလို့အဖဲအလွန်ကျွံတွေးတောမှုကလည်းပဲ attachment trauma လို့ခေါ်တဲ့ဆွဲလန်းမှုစိတ်ဒဏ်ရာရဲ့ဝိသေသလက္ခဏာတစ်ခုပါပဲနောက်ဆုံးပြောပြမယ့်အချက်ကတော့အမြဲတမ်းသက်သေခံမှုလိုအပ်ခြင်းအတီးပြုတ်မှုလိုအပ်ခြင်းဆိုတဲ့အချက်ပါတင်းတို့က attachment trauma လို့ခေါ်တဲ့ဆွဲလန်းမှုစိတ်ဒဏ်ရာကိုရထားတဲ့အခါမှာတင်းတို့ရဲ့လက်တွဲပေါ်ကတင်းတို့ကိုချစ်တယ်လို့ပြောရင်အောင်မှဒါကိုမယုံမဲနဲ့တက်တည်အမြဲတမ်းပြခိုင်းမိပါလိမ့်မယ်ဘလို့လဲဆိုတော့နေငါ့ကိုချစ်တယ်ဆိုရင် နေငါ့ကိုချစ်တာကဘယ်လိုမျိုးချစ်လဲဘယ်လောက်ထိချစ်လဲဆိုတာကိုတက်သေးပြငါနင်းကိုမယုံဘူးယုံအောင်လို့နင်းရဲ့အကောင့်တွေကိုပေးငါနင်းရဲ့အကောင့်တွေကိုစစ်မယ်ဒီလိုပုံစံမျိုးဟာလည်းပဲ attachment trauma ရဲ့တစ်စိတ်ပိုင်းပါပဲတခုခုကိုထက်ခါထက်ခါအတီးပြူးချက်တွေတောင်းခံတာစားဖို့လို့ rap line ပြန်မလာတာကိုစိုးရိမ်တာဒါမျိုးတွေဟာကိုယ့်ရဲ့လက်တွဲဘော်ကိုချစ်တာနဲ့မတူဘဲနဲ့နှစ်တာနဲ့တူပါတယ်အဲ့လိုမျိုး attachment trauma ကြောင့်တစ်ဖက်ကလူကိုတတ်တည်ရအမြဲတမ်းပြခိုင်းတဲ့အခါတခုခုကိုထက်ခါထက်ခါမေးတဲ့အခါမှာတစ်ဖက်ကလူမှာစိတ်ဒဏ်ရာတွေဖြစ်ပေါ်လာပါတယ် အချိန်ကြာလာတာနဲ့အမျှတင့်ကိုစိတ်ကုံလာပြီးတော့ယုံကြည်မှုလည်းရှိမှာမဟုတ်တော့ပါဘူး။ငါပြောပြရင်တော့မှ तू ကယုံမှာမဟုတ်ဘူးဆိုတဲ့စိတ်မျိုးဖြစ်သွားပြီးတော့ဆက်ဆံရေးဟာလွယ်တကူပြိုကွဲသွားစေနိုင်ပါလိမ့်။အခုပြောပြခဲ့တဲ့အကြောင်းအရာတွေဟာ attachment trauma လို့ခေါ်တဲ့ဆွဲလန်းမှုစိတ်ဒဏ်ရာရဲ့တစ်စိတ်တစ်ပိုင်းနေဖြစ်ပါလိမ့်။အချင်းနဲ့အဲ့ဒီဟာကတူတူအောင်ရှိတယ်ဆိုပေမဲ့တစ်ဖက်ကလူကိုစိတ်ပင်ပန်းမှုတွေပေးမယ်စိတ်ဖိအားတွေပေးမယ်ဒီလိုမျိုးဖြစ်တာကြောင့် attachment trauma မရှိတာကတော့အကောင်းဆုံးပါပဲ တန်းနိုင်သလောက်တစ်ဖက်ကလွတ်လပ်ခွင့်ကိုလေးစားပါတစ်ဖက်ကိုနားလည်ပေးပါဒီလိုမျိုးဆိုရင်တော့ဆက်ဆံရေးတွေဟာထင်ထားတာထက်ပိုပြီးတော့ရှေးကြခိုင်မြဲပြီးပျော်ရွှင်စွာနဲ့ဘဝကြီးကိုဖျက်ဆီးရပါလိမ့်မယ်ပရိသတ်ကြီးတို့ရောချစ်နေတာလားဆွဲလန်းနေတာလား